အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့ကိုမများအားလုံးကိုနှွေးထွေးစွာ ကြိုဆိုလိုက်ပါရနော်ကိုမများအားလုံးပဲဒီညဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့25ရဲ့3025အင်္ဂါနေ့တွေကိုကျွန်တော်အနေနဲ့နေကုန်ကြီးတွေနေကုန်ဝိုင်းချင်းတွေပြမပေးခင်မှာပေါ့နော် နေကုန်ကြီးတွေနေကုန်ဝိုင်းချင်းတွေဘယ်လိုထုတ်လဲဆိုတာကိုအရင်ဆုံးပြသပေးမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့တခါတည်းရရှိပေးဖို့ပြောချင်ပါတယ်ဗျာနော် နေကုန်ကြီးတွေနေကုန်ဝန်းကျင်တွေမပြခင်ပါပေါ့နော်ကျွန်တော်တို့အခုနေ့တနင်္လာနေ့အဖွင့်ပွဲမှာဆိုလို့ရှိရင်တော့နော်နေကုန်ကြီးရလို့ရင်ကျွန်တော်က168လို့ထုတ်ပေးခဲ့တယ်နေကုန်ဝန်းကျင်ရ43ချင်းဆိုပြီးထုတ်ပေးခဲ့တယ်အဲ့ဒါဘုံမှာကျွန်တော်တို့ဂူးညံ့နေမှာ36ဆိုပြီးတော့ပေါက်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့36ကိုရလိုက်တဲ့အကူမများကဒီဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးသွားတဲ့အခါမှာ ီလူရဲ့ကုန်းပိုင်ထဲမှာမိမိတို့ပေါက်တဲ့ပေါက်ကြီးလေးတွေကိုဝင်မှန်သွားနိုင်ပါတယ်ဗျာနော်အပြစ်လို့မန်ခိုင်းလာလဲဆိုလို့ရှိရင်အိုမားတို့မန်နဲ့မန်တခုဟာကျွန်တော်တို့ကအားစီးတခုပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကုညံလေး36ဆိုတဲ့ခဏဟိုရလိုက်ပါတယ်ဆိုတဲ့အကုန်များအားလုံးကနော်ဗီဒီယိုပြီးဆုံးအောင်ကြည့်ပြီးသွားတဲ့ခါမှာမိမိတို့ပေါက်တဲ့ပေါက်ကြီးလေးတွေကိုဝင်မှန်သွားနိုင်ပါတယ်ဗျာနော်အဲဆိုရင်ကျွန်တော်တို့ကမနေ့ကအတွက်ကိုနော်နေကုန်ကြီးတွေနေကုန်ဝိုင်းကြီးတွေကိုမထုတ်ခင်ပါဘောနော်ကျွန်တော်ကအရင်ဦးဆုံးအကုန်မတို့ကို နေကုန်ပေးနေတဲ့ထိပ်စီးနှလုံးပြပေးခြင်းနဲ့ပေါ့နော်အဲ့ဒီထိပ်စီးနှလုံးကဘယ်ကစမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေစမယ်ပေါ့နော်ဒီမူလေးကတော့ရိုးရှင်းပါတယ်ဗျာနော်ဒါကြောင့်မလို့6ကဲ4ရဲ့ပေါင်းခြင်း6ကဲ4ရဲ့ပေါင်းခြင်းဟာ3ည3ညဖြစ်တဲ့တကြောင်မလို့ကိုမများအားလုံးပဲ3ညနှစ်ခတ်ဒီခွန်ခွန်ဖြစ်တဲ့တကြောင်မလို့ခွန်3ညထိပ်ဆိုပြီးတနေကုန်ဆင်းပေးရမယ်အဲ့ဒါကိုကျွန်တော်တို့တို့မှာခွန်ထိပ်ဆိုပြီးဆင်းသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်အောင်ဒီနှလုံးပေါင်းခြင်း6 3ညရဲ့6ကဲပေါင်းခြင်းဟာ6 6ဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့6နှက်ခတ်ဒီ9 6 9ထိပ်ဒီသူ့ရဲ့အောက်တပင်မှာတနေကုန်း69ထိပ်စီဝင်ပေးရမယ်အဲ့ဒါကိုကျွန်တော်တို့6တင်းနဲ့6နှင်းဆိုပြီးထွက်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီဘူးကဆက်ပေလာကိုဆက်ရှာကြည့်မယ်ဆိုရင်ဒီတက်ကယ်ဒီ3ညရဲ့ပေါင်းရင်တက်ကယ်3ညရဲ့ပေါင်းရင်ဟာ1 1ဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့1နှက်ခတ်ဒီ8 81ထိပ်ဒီကျွန်တော်တို့သူ့ရဲ့အောက်တွေမှာ81ထိပ်ဆိုပြီးကြာပေးရမယ်။အဲ့ဒါကိုကျွန်တော်တို့မညနေပိုင်းမှာတစ်ခုံဆိုပြီးလည်းထိခဲ့တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဆက်ကြည့်ရအောင်။ခုနေကျွန်တော်တို့ เนาะခုနေမှာဆိုလို့ရှိရင် ပေးခဲ့လာဟိုတစ်ချက်ဆက်ဆက်ရှာမယ်ပေါ့เนาะဒါဆိုရင်နှစ်ကယ်ခွန်ရပေါင်းခြင်းဟာကိုကိုပြည့်တဲ့တကြောင်မို့လို့ကျွန်တော်တို့ဒီကိုနှက်ခတ်ဒီ6 6ကိုထိတ်ဒီသူ့ရအောက်တပင်မှာကြာပြရမယ်အဲ့ဒါကိုကျွန်တော်တို့ကိုထိတ်ဆိုပြီးကြာခဲ့ရတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ခုနေတနင်္လာနေ့အတွက်ကိုဆိုလို့ရှိရင်လေ၈ကယ်၆ကယ်ပေါင်းခြင်းဟာလေလေးဖြစ်တဲ့တကြောင်လို့ကျွန်တော်တို့လေးနှက်ခတ်သည်နှစ်လေးနှစ်ထိပ်သည်သူ့ရဲ့အောက်တနေကုန်ကြပြရမှာကိုကျွန်တော်တို့မနေ့ကနော်နှစ်၃ညနေမှာ 63ဆိုပြီးတော့ထွက်ခဲ့တဲ့အတွက်ကြောင့်မို့လို့နှစ်ချိတ်ကဝင်ပေးခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်အင်္ဂါနေ့အတွက်ကို ထိပ်စီဆက်ရှာကြည့်အောင်မယ်ဆိုရင်ဒီ3ရက်တက်ကေပေါင်းခြင်းဟာ၄၄ဖြစ်တဲ့အတွက်ကြောင့်မို့လို့၄နှစ်ခတ်ဒီနှစ်နော်၄နှစ်ခတ်ဒီနှစ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့၄နှစ်ထိပ်ဒီကျွန်တော်တို့မနေ့ပြန်မှာဆက်ပြီးတော့ပေးမလားပေါ့နော်၄နှစ်ထိပ်ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကထိပ်စီမှုတမှုရရှိသွားပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကမနေ့ပြန်အတွက်ကိုကိုမတို့ကိုနော်အရင်ဆုံး ဝိုင်းချင်းတစ်ခုပြပေးမှာပေါ့နော်အဲ့ဒီဝိုင်းချင်းပြီးကမှာပဲကျွန်တော်ကလုံးမိုင်တစ်ခုပေါ့နော်တနေကုန်ကစားသင်းနဲ့လုံးမိုင်တစ်ခုကိုကျွန်တော်ကပြပေးမှာပေါ့နော်အဲ့ဒီဝိုင်းချင်းကကျွန်တော်တို့ဘယ်ဟာနေစပေးလဲဆိုရင်เนาะဒါကျွန်တော်မနေ့ကကပြခဲ့တဲ့ဗီဒီယိုမှာလည်းကိုမတို့အားလုံးပြီးမှာပါနော်ဒီကစတယ်ပေါ့နော်ဒီလေးရဲ့နှစ်ကနှလုံးပေါင်းချင်းလေးနဲ့နှစ်နဲ့နှလုံးပေါင်းချင်းဟာကျွန်တော်တို့6 6ပြည့်တဲ့အကြောင်းမလို့သူ့အောက်မှာဒီ6တင်ဝိုင်းချင်းဆိုပြီးထွက်ပေးရမယ်အဲ့ဒါကို2 6ဆိုပြီးထွက်ခဲ့တယ်ပေါ့နော်နောက်ပြီးလို့ရှိရင် နှစ်ငယ်6ငယ်နှလုံးပေါင်းခြင်းနှစ်ငယ်6ငယ်ပေါင်းခြင်းဟာရှစ်ရှစ်ဖြစ်တဲ့အကြောင်းကိုလို့ရှစ်ပါပါသည်သုံးရှစ်သုံးဝန်းခြင်းဒီသူ့ရအောက်တပေမှာကြပေးရမှာကိုကျွန်တော်တို့ဒီမှာခွန်သုံးဆိုပြီးတော့ထွက်ခဲ့ပါတယ်နော်ဒါဆိုရင်ဆက်ရှာကြည့်အောင်ဒီနှစ်ငယ်3ငယ်ပေါင်းခြင်းဟာနှစ်နှစ်ဖြစ်တဲ့အကြောင်းကိုလို့ကျွန်တော်တို့နှစ်ပါပါသည်ခွန်နှစ်ခွန်ဝန်းခြင်းဒီသူ့ရအောက်တပေမှာကြပေးရမယ်အဲ့ဒါကိုကျွန်တော်တို့60နှစ်ဆိုပြီးလည်းထွက်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီမူလေးကတော့ရှောက်ပေးနေတာဖြစ်တဲ့အကြောင်းကိုလို့ဆက်ရှာကြည့်မယ်ဆိုလို့ရှိရင်ဒီ6ငယ်1ငယ်ပေါင်းခြင်းဟာခွန်ခွန်ဖြစ်တဲ့အကြောင်းကိုလို့ခွန်ပါဝါသည်နှစ် ခွန်နှင်ဝိုင်းချင်းဒီကျွန်တော်တို့သူ့ရဲ့အောက်တွင်မှာကြပြရမှာကိုမနေ့ပိုင်းကိုညနေပိုင်းကိုကြခဲ့လေပေါ့နော်။အဲကြောင့်မလို့ဒီဝိုင်းချင်းမူတဲ့အကျွန်တော်တို့အင်ကာနိတဲ့ဝိုင်းချင်းရှာကြည့်အောင်မယ်ဆိုရင်လေကိုယ့်ရဲ့နှစ်ကယ်ပေါင်းချင်းဟာ1တစ်ဖြစ်တဲ့အကြောင်းမလို့ကိုမများအလုံးမဲ့1ပါဝါဒီ6တစ်6ဝိုင်းချင်းဒီသူ့ရဲ့အောက်တွင်မှာကြပြရပါမယ်။အဲ့ဒါကိုကျွန်တော်တို့တဲ့3ဆိုပြီးတော့မှထွက်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ခုနေတင်းနေလာနေမှာပေးလာကိုတစ်ချက်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ရှစ်ကယ်ပေါင်းခြင်းကိုယ့်ရဲ့ရှစ်ကယ်ပေါင်းခြင်းဟာခွန် ခွန်ဖြစ်တဲ့အကြောင်းမလို့ခွန်ပါဝါသည်နှစ်နှစ်ခွန်ဝိုင်းချင်းသည်တနင်္လာရီတနေ့ကုန်မှာထွက်ပြရမယ်အဲ့ဒါကိုကျွန်တော်တို့မနက်ပိုင်း23ဆိုပြီးထွက်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကမနက်ပြန်အတွက်ကိုဒီမူနဲ့ဝိုင်းချင်းလေးယူခြင်းပါတယ်နော်ဒါကြောင့်မလို့ပေါင်းကြည့်မယ်ဆိုရင်နှစ်ကရ3ရပေါင်းချင်းဟာကျွန်တော်တို့ငါးငါးဖြစ်တဲ့အကြောင်းမလို့ငါးပါပါသည်3ည9 3ညဝိုင်းချင်းဒီမနက်ပြန်အင်္ဂါနေ့တနေ့ကုန်မှာငါး3ညဝိုင်းချင်းဆိုပြီးတော့ဆက်ပြီးတော့ကြာပေးမလားပေါ့နော်ဒါဆိုရင်ကျွန်တော်က ဝိုင်းချင်းမှုလေးတမူရရှိသွားပြီးဖြစ်ပါတယ်နော်။ဒါကြောင့်မလို့ကျွန်တော်ကပေါ့နော်မန်နေဂျာအတွက်ကိုနေကုန်လုံးပိုင်းပြမပေးခင်မှာကိုမတို့ကိုကျွန်တော်ကပြောချင်တာကကျွန်တော်ကိုအမြဲတမ်းအားပေးခြင်းနဲ့ကိုမများကနော်ဒီဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးသွားတဲ့အခါမှာဒီဗီဒီယိုရဲ့ comment အထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်။အဲ့ဒီ channel လေးကိုလည်းမ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးနော်။ကျွန်တော်ခုနကပြောခဲ့သလိုပဲတနင်္လာနေ့အဖွင့်ပွဲမှာ63ဆိုတဲ့ကနန်းကို ပေါက်တဲ့သူများရှိလို့ရှိရင်လည်းပဲပေါ့နော်။ပေါက်တဲ့သူများရှိလို့ရှိရင်ဒီမျိုးဝဲကွန်မန်ထဲမှာမိမိတို့ပေါက်ချက်ပေါက်ကြီးလေးတွေကိုဝမ်းမှန်သွားနိုင်မှာပဲဗျာနော်။ဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်အတွက်ကိုလုံးဝရှာကြည့်မယ်ဗျာနော်။လုံးဝရှာကြည့်မယ်ဆိုရင်ဒီလုံးပေါင်းပေါ့နော်။ကျွန်တော်တို့ဒီကနေလေးလုံးပေါင်းခြင်းဟာခွန်ရရှိခဲ့ပေါင်းခြင်းဟာ၅ အဲ့ဒီ9ရဲ့ဒီ6ရဲ့ရှိခဲ့ပေါင်းခြင်းဟာ4ဖြစ်ပါတယ်ရော9ရဲ့4ရဲ့ပေါင်းခြင်းဟာ6ဖြစ်တဲ့အတကြောင်မလို့ကျွန်တော်တို့6နက်ခတ်ဒီကျွန်တော်တို့6ဖြစ်ပါတယ်နော်အဲ့ဒီ6ဒီသူ့ရဲ့အောက်တွေမှာ6ပိုင်းလို့ကြာပြရမယ်အဲ့ဒါကို2 6လို့ထွက်ခဲ့တဲ့ကြောင်မှန်တယ်ပေါ့နော်ဒါဆိုရင်ဆက်သွားကြည့်မယ်ဒီ3ညာ4နှလုံးပေါင်းခြင်း3ရဲ့4နှလုံးပေါင်းခြင်းဟာ4အဲ့ဒီ4ရဲ့ဒီနှလုံးပေါင်းခြင်းဟာကျွန်တော်တို့6ပေါ့နော်ဒီနှလုံးပေါင်းခြင်းပေါ့ ၄ရဲ့6ငယ်၄ရဲ့ပေါင်းခြင်းဟာ3ည3ည3ဖြစ်တဲ့တကြောင်မလို့ကျွန်တော်3ညနက်ခတ်ဒီကျွန်တော်တို့ခွန်ဖြစ်ပါတယ်နော်ခွန်ဖြစ်တဲ့တကြောင်မလို့အဲ့ဒီခွန်ဒီသူ့ရဲ့ outfit မှာတနေကုန်းခွန်ပိုင်းဆိုပြီးကြပြရပါမယ်အဲ့ဒါကိုကျွန်တော်တို့83ဆိုပြီးထွက်ခဲ့တဲ့ကြောင်မှန်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီဘူးတိုင်းဆက်ရှာမယ်ပေါ့ဗျာနော်ဒီ2ငယ်6ငယ်ပေါင်းခြင်းဟာ8အဲ့ဒီ8ငယ်ဒီခွန်ရဲ့3ငယ်ပေါင်းခြင်းဟာ3ည8ငယ်3ညရဲ့ပေါင်းခြင်းဟာ8 8ဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့ ရှင်းနှက်ခတ်ဒီတစ်ပါနော်အဲ့ဒီတစ်ဒီသူ့ရဲ့အောက်တပင်မှာကြပြရမှာကိုကျွန်တော်တို့61ဆိုပြီးကြခဲ့တဲ့ကြောင့်မလို့တစ်ပိုင်းဒီဆိုပြီးဝင်ခဲ့တယ်ပေါ့နော်ဝင်များလုံးမဲ့နားလည်မယ်လို့ထင်ပါတယ်နော်ဒါဆိုရင်ဆက်သွားကြည့်မယ်ပြန်နော်ဒါဆိုရင်ကျွန်တော်တို့ဆက်သွားကြည့်မယ်ဆိုရင်ဒီနှလုံးပေါင်းရင်2ငယ်6ငယ်ပေါင်းရင်ဟာ10ဖြစ် sorry 2ငယ်3ငယ်ပေါင်းရင်ဟာ2အဲ့ဒီ2ငယ်ကျွန်တော်တို့ဒီနှလုံးဒီလေးလုံးပေါင်းရင်ပေါ့နော်အဲ့ဒီ2ငယ်ဒီနှလုံးပေါင်းရင်10 အဲ့ဒီနှစ်ငယ်ရှိငယ်ပေါင်းခြင်းဟာ၃ည၃ညဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့၃ညနှက်ခတ်ဒီခွန်အဲ့ဒီခွန်ဒီသူ့ရဲ့အောက်တွေမှာခွန်ပိုင်းဆိုပြီးကြပြရမှာကိုကျွန်တော်တို့တစ်ခွန်ဆိုပြီးထွက်ခဲ့တဲ့အတွက်ကြောင့်မှန်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဆက်ကြကြည့်မယ်ဗျာနော်ဒီနှလုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ရဲ့ဒီနှလုံးပေါင်းခြင်းရဲ့ပေါ့နော်၆ငယ်တစ်ငယ်ပေါင်းခြင်းဟာခွန်ခွန်ရဲ့တစ်ငယ်ပေါင်းခြင်းဟာရှစ်ရှစ်ငယ်ခွန်ရဲ့ပေါင်းခြင်းဟာငါးငါးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမများအားလုံးပဲငါးနှက်ခတ်ဒီ၃ဖြစ်ပါတယ်နော် အဲ့ဒီ၅နှစ်ခတ်၃ဒီသူ့ရဲ့အောက်တွေမှာ၃ပိုင်းဆိုပြီးကြာပြရမယ်အဲ့ဒါကိုကျွန်တော်တို့ကျစ်၃ဆိုပြီးထွက်ခဲ့တဲ့ကြောင်းမှန်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီနေ့တနင်္လာနေ့မှာဒီမူကပေးခဲ့လာကိုတစ်ချက်စစ်ကြည့်မယ်ဆိုရင်ဒီ၉ရဲ့နှစ်ငယ်ပေါင်းခြင်းဟာ၁တိကေတိကေပေါင်းခြင်းဟာ၂နှစ်ငယ်ဒီ၃ရဲ့ပေါင်းခြင်းဟာ၅၅ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့၅နှစ်ခတ်ဒီ၃ဖြစ်ပါတယ်နော် အဲ့ဒီ9နှစ်ခတ်3ဒီတင်းတင်းလာနေတနေကုန်မှာ3ပိုင်လို့ကြပြရပါမယ်အဲ့ဒါကိုကျွန်တော်တို့မန္တလေးပိုင်းနှစ်3ညနေပိုင်း6 3လို့ထွက်ခဲ့တဲ့ကြောင်းမှန်ခဲ့တယ်ပေါ့နော်ဒါဆိုရင်အင်္ဂါနေ့အတွက်ကိုကျွန်တော်တို့လုံးပိုင်ရှားကြည့်မယ်ဆိုလို့ရှိရင်ဒီမူတိုင်းဆက်ပေးခဲ့ဦးမယ်ဆိုလို့ရှိရင်9ရ8ကပေါင်းခြင်းဟာခွန်ခွန်ရ6ကပေါင်းခြင်းဟာ3အဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းခြင်းပေါ့နော်ဒီကနန်းလေးလုံးပေါင်းခြင်းပါနော်ရှင်းရှင်းလေးပါကို6နဲ့63ပေါင်းခြင်းဟာပေါ့နော်အဲ့ဒီကနန်းလေးလုံးပေါင်းခြင်းဟာကျွန်တော်တို့6ဖြစ်ပါတယ်နော် ခြောက်ပြီးတဲ့အကြောင်းကိုကျွန်တော်တို့ခြောက်နက်ခတ်သည်ကိုးဖြစ်ပါတယ်နော်အဲ့ဒီကိုးဒီမနေ့ပြန်တနေ့လာအင်္ဂါနေ့တနေ့ကုန်မှာကိုးပိုင်ဆိုပြီးတော့ဆက်ပြီးတော့ပေးခဲ့မလားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နေကုန်ဝိုင်းချင်းမူရဲ့နေကုန်လုံးပိုင်မူရဲ့နေကုန်ထိပ်စီးမူရဲ့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်နော်အဲ့ဒါမလို့ကျွန်တော်ကမနေ့ပြန်အတွက်ကိုနေကုန်ကြီးတွေထုတ်မယ်ဆိုလို့ရှိရင်နေကုန်ကြီးကတော့ကျွန်တော်၃ညတ၅ CS ဆိုပြီးတော့ထုတ်ချင်ပါတယ်မြေကုံဝိုင်းရင်ကတော့ကျွန်တော်ခုနကအကိုမတို့ကိုပြခဲ့တဲ့ကိုပိုင်မူရဲ့နော်နောက်ပြီးလို့ရှိရင်နှစ်လေးထိပ်စီယူမှာကျွန်တော်ကနှစ်ထိပ်စီယူကိုကြိုက်ပါတယ်ဒါကြောင့်မလို့နေကုံငန်းချင်းရဆိုရင်ကိုနှစ်ဝန်းချင်းပါနော်ဒါကြောင့်မလို့မနေ့ပြန်အတွက်ကိုနေကုံကြီးတွေနေကုံဝန်းချင်းတွေနဲ့ကျွန်တော်တို့ကတ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်နေကုံကြီးတွေနေကုံဝန်းချင်းတွေနဲ့ကတ်ကြည့်မယ်ဆိုရင်ကိုနဲ့ပတ်သက်လို့ရှိရင်396 19နောက်ပြီးလို့ရှိရင် 59ဆိုပြီးတော့ရရှိမှာပဲဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကမနေ့ပြန်အတွက်နှစ်နဲ့ပတ်သက်လို့ရှိရင်တော့20နှစ်ဒီနောက်ပြီးလို့ရှိရင်25နှစ်ရှိဆိုပြီးတော့ရရှိမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်အတွက်ကိုနေကုန်ကြီးနေကုန်ဝိုင်းကြီးနေကုန်ဩကွက်တွေရရှိသွားပြီးဖြစ်ပါတယ်နေကုန်ထိစီရပါဘောเนาะအကူမတော့ကို ေကုံထိပ်စီးပေါ့နော်နေကုံထိပ်စီးရကွနာကျွန်တော်ပြခဲ့တဲ့အတိုင်းပဲเนาะနေကုံထိပ်စီးရဆိုလို့ရှိရင်เนาะ၄နှစ်ထိပ်ပါပဲเนาะ၄နှစ်ထိပ်ကိုမှကျွန်တော်နှစ်ထိပ်စီးကိုပို့ပြီးတော့ကြိုက်ပါရင်เนาะဒါကြောင့်မို့လို့မနေ့ကမှကျွန်တော်ရှာဖွေပေးခဲ့တဲ့နေကုံကြီးတွေနေကုံဝိုင်းကြီးတွေနေကုံဩကွက်တွေထိပ်ပြီးတော့ပောက်ကြပါစေလို့တခါတည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ